ဟုတ်တင်တာမကြသေးဘူးတဲ့ချက်ချင်းရောင်းထွက်လောက်အောင်တိကျမြန်ဆန်တော့ကြောက်အရန်သဘောကျရပါတယ်တဲ့ Ryan Mee နဲ့လက်တွဲရတာစိတ်ချမ်းသာရပါတယ်ရှင်တဲ့ဟုတ်ကဲ့အရန်ကိုမှကျေးဇူးတင်ပါတယ်ဒီလိုလေးမှတ်လေးတွေမှတ်ပေးတဲ့အတွက် review လေးတွေပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်နောက်ခြံဝယ်တဲ့ခါကြရင်ပဲဖြစ်ဖြစ်အာခြံရောင်းတဲ့ခါကြရင်ဖြစ်ဖြစ် Ryan Mee နဲ့ပဲအမြဲလှုပ်ချင်ပါတယ်လက်တွဲပြီးတော့အမားတို့နဲ့လက်တွဲပြီးအမြဲလှုပ်ချင်ပါတယ်ရောင်းဝယ်လေးတွေလှုပ်ပေးချင်ပါတယ်ပြီးတော့ အာကျွန်တော်တို့ဘက်ကအတတ်နိုင်ဆုံးမြန်အောင်ရောင်းပေးနိုင်တဲ့အကြောင်းရင်းကဘာလဲဆိုရင်ဒီကဝယ်သူလဲဝယ်သူလဲစိတ်ဖြစ်ကမယ်ရောင်းသူလဲမြန်မြန်ဆန်ဆန်ပြီးရမယ်အဲ့ချအင်ချမေရောင်းနေဆိုတော့ကျွန်တော်တို့လိုအပ်လို့ရောင်းတာလိုအပ်လို့ရောင်းတာတခိုင်းချင်းတခြားတနေရာကိုလှမ်းညင်တာလည်းဖြစ်မယ်လုပ်ငန်းအတွက်လိုအပ်တဲ့ငွေတစ်ခုအတိုင်းအတာတစ်ခုအတွက်အသုံးပြုတာလည်းဖြစ်ကောင်းဖြစ်မယ်နော်တစ်ခုတစ်ဖက်ကိုလှမ်းညင်တာလည်းဖြစ်ကောင်းဘလို့နည်းနဲ့ဖြစ်ဖြစ်မြန်ညင်တာရောင်းနေဆိုတော့မြန်အောင်ရောင်းတာကိုကြိုက်ကြတာပဲအဲ့တော့ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရတဲ့အကျိုးဆောင်က2%ဆိုဥမာ1000ဆို20ပေါ့ဟုတ်တယ်မလားစသည်ဖြင့်ရတဲ့အခါလေးမှာဒီအကျိုးဆောင်ကလေးကိုကျွန်တော်တို့ကလည်းတကယ်လို့မှမြန်မာစံတမ်းမရောင်းမေးနိုင်ကျွန်တော်ကဈေးရိတ်ထောင်းလာတယ်အဲဘယ်လိုတွေထောင်းလာလဲဆိုကျွန်တော်တို့မှာဥမာဆိုပါစို့ကျွန်တော်မှာဝန်ထမ်းရှိတယ်ကျွန်တော်ပါသူတို့ကိုစီစဉ်ပေးရတဲ့ဥမာကားရှိမယ်ဆိုင်ငယ်ရှိမယ်စသည်ဖြင့်ပြီးတော့ကျွန်တော်တို့ရဲ့အတုံးစရိတ်ရှိမယ်နောက်ဆုံးညာကျွန်တော်တို့ကျွန်တော်တို့ကုမ္ပဏီတစ်ခုအနေနဲ့နောက်ဆုံးအမိုက်ခေါ်ရနေစပြီးတရောင်းသားကြီးရအစားရှိတယ် အလှူကြီးရစားရှိတယ်စသည်ဖြင့်ပေါ့နော်ဒါလေးတွေပြီးတော့ကျွန်တော်တို့ Wi-Fi ကြီးတွေရှိ Wi-Fi ဆိုကျွန်တော်နှစ်လိုင်းသုံးလိုင်းသုံးရတယ်ဒါမျိုးတွေရှိတယ်အ ਨੇ ဆုံးကျွန်တော်တို့ရဲ့ကုန်ကြမ်းစိတ်တောင်မှအ ਨੇ ဆုံး30ထက်မှရှိဒါပြောရင်မဟုတ်ဘူးနော်ဥမာကျွန်တော်တို့ဝန်ထမ်းကြီးဆိုရင်တစ်လကို30တကနေ30နီးပါးရှိတယ်ဒါကုန်ကြမ်းစိတ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဟိုဆိုင်ငယ်ဘိုးတွေဆိုင်ငယ်စီဘိုးတွေပြင်ဆင်စိတ်တွေရှိတယ်အဲ့ဒါပဲတစ်လကို30သိန်းလောက်သွားတယ်နော်ပြီးတော့ကားပြင်ဆင်စိတ်နဲ့ကားပြင်ဆင်စိတ်30သိန်းလောက်သွားတယ်ပြီးဒီမှာပဲ50ရှိပါပြီကျွန်တော်တို့ရဲ့ အာပြောမယ်ဆိုရင်ရုံးမှာအထွေတွေကုန်ရစီတသိန်းဆို360ရှိသွားပြီနော်ပြီးတော့ကျွန်တော်တို့ကားစီဘိုးနဲ့အထွေတွေကုန်ရစီ390နီးပါးရှိတယ်ကျွန်တော်တို့ရဲ့အတုံးစိတ်မပါသေးဘူးနော်ကျွန်တော်တို့ကျွန်တော်တို့အခုမှလွတ်လွတ်လပ်လပ်ဆိုတော့ကျွန်တော်တို့ရဲ့တုံးဆွဲတဲ့ဈေးပါထည့်သွက်မှဆိုရင်အာ380ကျော်သွားပြီတချို့တွေကထင်တာကအကျိုးဆောင်ဆိုတာပဇက်လေးစိုက်ပြီးလောက်ရတယ်လို့ထင်တာတကယ်တမ်းလောက်ကြည့်ပါတန်တန်တို့ပြရမယ်ဆိုကျွန်တော်တို့အခုမှဆိုဒါကျွန်တော်တို့ရုံးငန်းတစ်ခုအနေနဲ့ကျွန်တော်တို့ဒါကျွန်တော်လက်ရှိနေတဲ့ ဒါပေါ်ကလမ်း၃၀ပန်ကိုပိုင်ကျောင်းရဲ့ဘေးနားမှာကျွန်တော်တို့ office ဖွင့်လာတာပေါ့နော်အဲ့မှာပဲဒါကျွန်တော်တို့ကိုပိုင်ဖြစ်နေသေးလို့တကယ်လို့ဒါကျွန်တော်တို့တွေငှားပြီးဖွင့်ရမယ်ဆိုရင်ကုန်စည်စိတ်ကဒီထက်ကိုပိုများသွားမှာလက်မှတ်တန်းဆိုအနည်းဆုံး6သိန်းခွဲနေ10သိန်းအထူးဆို15သိန်း30သိန်းအဲ့လောက်ကြီးရှိတယ်ကုန်စည်စိတ်ကလေအဲ့တော့ကျွန်တော်ခုနဟာရီတက်ကို plus ထပ်ပေါင်းလိုက်မယ်ဆိုရင်အနည်းဆုံးဒါပြောမယ်ဆိုရင်အုံးပေါ့နော်အနည်းဆုံး80ရနေပြီးတော့100ကျားလောက်ပြေးတယ်အဲ့ကျွန်တော်တို့ဘက်ကကုန်စည်စိတ်ပြောချင်တာကဘာလဲဆိုတော့ ျွန်တော်တို့ဒီဒီဒီအကျိုးဆောင်လုပ်ငန်းကို professional ကြကြသွားနေတဲ့ချိန်မျိုးမှာအိမ်လုံးစားအိုက်ပြီဆိုတော့ကျွန်တော်တို့မှာ boost strong ရတာတွေရှိတယ်အာပြောမယ်ဆိုရင်ကျွန်တော်တို့အာတပ်ပုံလိုက်ရတာရှိတယ်လိုက်ပြရတာရှိတယ်ဒါတွေရဲ့ကုန်ကျစရိတ်တွေကျွန်တော်တို့အများကြီးပဲကုန်ကျစရိတ်တွေပေါ့နော်အဲ့ဒီအများကြီးတွေကိုကျွန်တော်တို့ကအမြဲတမ်းဆန်းဆန်းရောင်းနိုင်မှာကျွန်တော်တို့ဘက်ကလည်းပြောမယ်ဆိုရင်ကုန်ကျစရိတ်တွေမများမှာတကယ်လို့မအိမ်နှလုံးကတချို့ဆိုရင်၄၅၆လကြာသွားပြီဆိုကျွန်တော်တို့ဘက်မှာတော့ပြရတဲ့ကုန်ကျစရိတ်တွေဝန်ထမ်းစရိတ်တွေကတစ်ဖြည်းဖြည်းနဲ့ပို့ပြီးတက်လာတယ် ဒါအိမ်မရှင်နေမသိဘူးပြောပြတာပုံပြီးတက်လာတယ်မြန်ရင်မြန်တယ်လို့ဟိုဘက်လည်းအကျိုးမျက်ရှိတယ်ဒီဘက်လည်းအကျိုးရှိတယ်နှစ်ခုလုံးမြန်မြန်ပြီးတယ်ကျွန်တော်တို့လည်းကိစ္စမြန်မြန်ပြီးတယ်အဲ့တော့ကျွန်တော်တို့တက်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင်ကျွန်တော်ရောင်းပေးတယ်နော်ကျွန်တော်တို့ရဲ့ဆောင်မုတ်ကမြန်စံတိကျအမှန်ကန်စိတ်ချရတယ် right new real estate နော်ဒါကြောင့်မိတ်ဆွေတို့လည်းအာအိမ်အပ်ချင်တယ်ရောင်းချင်တယ်ဝယ်ချင်တယ်ဆိုရင်အမြန်ဆုံးကျွန်တော်တို့အကျိုးဆောင်ပေးတယ်တိတိကျကျနဲ့ဝယ်တဲ့လူတွေအတွက်ဆိုလည်းမှန်မှန်ကန်ကန်တိကျဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်ပေးတယ်ရောင်းတဲ့လူတွေအတွက်ဆိုလည်း အမြန်ဆုံးဖြစ်အောင်ကျွန်တော်တို့အကျိုးဆောင်ပေးပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် Ryan မြတ်ကိုဆိုင်ပါ